တဲ့တယ်ပဲပြောလိုက်တယ်ပထန်းပွဲတွေကို7နိုင်လောက်မှရက်မယ်9နိုင်မှပြန်ဟောမယ်ဆိုတော့ noise pollution မဖြစ်တော့ဘူးစိတ်တွေတိုးလာအေးတယ်အေးတယ်ပြက်လာအေးပြက်လာစိတ်တိုးတယ်လူကပြီးတော့ရှင်အိတ်မပြောတဲ့ယောဂါတွေဖြစ်တယ် depression တွေဝင်လာဒါဆိုရင်ဒါကဘောရဘာသာရဲ့ရှုထောင့်အနေနဲ့ကြည့်လို့ရှင်ဒီစကားပြောရင်ခေါင်းကြီးတစ်ပါးပြောရမလားဆိုရင်ငါ့ကိုမုန်းပါတော့တိုးတော့ noise pollution ဖြစ်ပါဒါကတော့ကြိုက်တာမကြိုက်တာခဏတာဘလူးအဲ့တော့အမိုက်တွေစနစ်ကြပြင်မယ်စကားဘောမှာ မနေ့ကလည်းပြောခဲ့ပါတယ်အမေရိကန်နိုင်ငံတနေငယ်ထဲမှာ on the road မှာကာတန်250ရှိပါတယ်တရုတ်နိုင်ငံမှာကာတန်ကျွန်ုပ်လေ့လာစဉ်တော့တန်128တန်းရှိဘူးတန်တန်340 350ပေါ့အင်္ဂလန်နိုင်ငံမှာတန်85တန်းလောက်ရှိတယ်ကားပေါ့ဂျာမနီမှာတန်90လောက်ရှိတယ်ကမ္ဘာလေးနိုင်ငံအများဆုံးအဲဒီကားတွေကတိုက်လိုက်တာ၄သိန်းနဲ့၄တောင်းသေပါတယ်တစ်နှစ်ကိုဖိုင်ယောစစ်ပွဲတွေရောက်သေးတာ6သိန်းနဲ့6တောင်းသေပါတယ် ဒါဆိုရင်စစ်ပွဲနဲ့ကမ်းနဲ့လူ1.1 million people တည်ပါတယ်တနည်းကို73တင်းတယ်ဝါတသန်းတည်တဘာဝပတ်ဝန်းကျင်ရောက်23တန်းတည်တယ်ပြီးသွားပြီလူလူ၄ယောက်ကတယောက်တည်တာဒီတဘာဝပတ်ဝန်းကျင်ရောက်ဖြစ်နေတယ်ဆိုရင် every second 5 people are born 3 people are die စက္ကန့်နဲ့တစ်စက္ကန့်မှာလူ9ယောက်မွေးတယ်3ယောက်တည်တယ်အဲ့ဒီ3ယောက်က ဆိုဆိုရင်10မိနစ်မှာ10စက္ကန့်ကိုသုံးရဆိုရင်10မိနစ်မှာ180အဲ့180မှာ45ယောက်ကတဘာဝပတ်ဝန်းကျင်ကြောင့်သေပါတယ်စိတ်မကောင်းစရာဒါက तू နဲ့ဆက်ဆက်တဲ့ယောဂါတွေမပြောသေးဘူးအဲ့ဒီကနေကာဝန်ကားတွေကနေအငွေ့တွေထွက်တယ်ဒီလမ်းမှာအခုလေးတွေလာခဲ့အခုရှေ့မှာလည်းဈေးရောက်နေကြပါတယ်ဒီတရားကိုနာမိတဲ့ဈေးတယ်များတကယ်တော့စီရင်သားရဥပဒေနဲ့အဲ့လိုသွားတတ်တာပါအဲ့ဒီစီရင်သားရဥပဒေနဲ့သွားတတ်တာဖြစ်ချင်းကြောင့်ဆရာတော်မနေ့ကတော့ ဆိုစကားတွေလည်းသူတို့ OPJ တို့ကအများကြီးပြောမှပြောဆရာတော့မပြောလိုက်ဘူးလူတယောက်ရဲ့တန်ဖိုးကို EPA လို့ခေါ်တယ် Environmental Protection Agency သူက9.1 million dollar တဘာဝပတ်ဝန်းကျင်ရှုထောင့်အောင်ကြည့်ရင်လူတယောက်အသက်ရှင်တာဒီအဲ့ဒီတဘာဝပတ်ဝန်းကျင်ကိုအကျိုးကျေးဇူးတွေများအဲ့ဒီလူရဲ့တန်ဖိုးဒီကိုသက်သမတက်တန်းတက်ပါလားဆိုအမေရိကန်ရဲ့ FDA လို့ခေါ်တဲ့ Foods and Drugs Administration အဲ့ဒီအစားအသောက်နဲ့ဆေးဝါးကော်မတီတွေပြောမယ်ဆိုလို့ရှိရင်တော့ခုနှစ်သက်သမတက်တန်းတက်ပါလား transportation agency အတွက်လူတွေကကားတိုက်လိုက်နေ6.1 million တန်ပါတယ်။ဆိုလူရဲ့တန်ဖိုးတွေအဲ့ဒီမှာဆရာတော်ဖရာကြီးတွေတီတူဆရာတော်ဖရာကြီးလိုပုံကိုယ်တွေသမရတွေစာရေးဆိုင်မပေါအောင်ဒါကပုံမှန်လူသားတို့ပဲ။ပုံမှန်လူပုံမှန်လူသားတို့ရဲ့ value of human life ပါ။တဘာဝပတ်ဝန်းကျင်နဲ့အများဆုံးပါ။တဘာဝ EPA ရဲ့သတ်မှတ်ချက် Environmental Protection Agency ဆို9.1 million dollar ဆိုလူတွေကကိုးတန်းတန်တယ်။ ကိုပန်ဝင်ရင်အဲ့ဒီလူတယောက်ကကိုသန်းတန်တာပျက်စီးလိုက်လေအများကြီးပျက်စီးသွားမယ်ဒါဆိုရင်ခုဈေးရောင်းတာတွေ့ခဲ့လို့ပြောတာစာကိတ္တမှာတွေ့ခဲ့တယ်ခုချက်သားခင်လေးတွေရောင်းလေငါနည်းနည်းရှရှိတယ်အဲ့ဒီချက်သားခင်လေးမှာရောင်းတယ်သူ့ပေသူ့သူ့ထင်းတယ်အဲသုံးပေလောက်ရှိမယ်သူ့ရဲ့ဆိုင်လေးဆိုအဲ့ဒီသုံးပေလေးကိုထောင်3000ကိုပလတ်စိတ်လေးကာလိုက်မယ်ဖန်မတက်ဘူးဖန်မတက်နိုင်ရင်ပလတ်စိတ်လေးကာပြီးလက်ထက်တဲ့နေရာလေးကလွယ်3000ပေါ့အဲ့ဒါဆိုရင်အမိုက်တီဖုံနေမင်းတို့ကွာဒါကငါတို့လူမျိုးတွေကိုသူများတွေကဆင်းရဲတယ် အောက်တန်းကြတယ်ယူဆတာနေနီစာတယောက်တစ်ဆိုင်မအဲ့လိုမရှိဘူးစားတယ်မမဟုတ်စားအတော့ဆိုင်လောက်တယ်အဲ့ဒီတော့ဆိုင်လေးစကားလေးနဲ့အုတ်ဓာလေးလာမဖွင့်ရောင်းလေးတလောက်ကားတွေဥရူကိုသွားနေတာမှာအော်ဒီ pollution တွေကိုမတိလိုက်တာစိတ်မကောင်းဒါလောက်ပညာရေးညံ့ဖျင်းတဲ့လူမျိုးတွေဖြစ်တယ်ဒါနှိမ်တာမဟုတ်ပါဘူးသူတို့တနာတာဆိုအဲ့ဒါလေးတိတိလေးတချို့နေမှာငါပြောတယ်ဆရာဦးလုံးမော်ရဲ့ဟိုကုမ္ပူရာအစီကံဒေါက်တာအောင်ဟိုပင်ဒိုရာအောင်ကြီးရဲ့အစီကံဆိုကားပေါ်ထိုင်းနေခြေတော့မကောင်းတော့ တရက်နှစ်ရက်ကဲကွာမုံရင်လည်းမုံမယ်ကွာဆိုတော့ तू ကဟဲတဲ့ဓမေသီဆရာတော်ဘုရားဆိုတော့အရှင်မရတဲ့ဟိုအတုတ်ကတ်လို့ရလားတဲ့အဲ့ဒါငါစကားပြောလို့ရတယ်ရတယ်လို့ဓမေသီအဲ့ဒီအတုတ်ကိုဟိုမနဲ့အတွက်ကွာလို့တီးကြလေးတွေခွက်ကတ်လိုက်လို့ခဏလာဦးဟိုအတုတ်ကိုင်နဲ့ဆုပေးမယ်နော်လို့တမီးရဲ့လို့မင်းအတုတ်ကနောက်တင်ကြတော့အဲ့ဒီအတုတ်ကလေးကကောင်းတယ်လက်ရလေးကောင်းတယ်အဲ့ဒီကြောက်မထားလို့မနဲ့ကြတော့မင်းတို့ကောင်းလိုက်တာလို့ထင်သေးလေးတွေနည်းနည်းပါနေတယ်မျက်နှာပြက်သွားတယ်အဲ့တော့တမီးရဲ့လို့ဒီလိုလေးလို့ရင်မကောင်းဘူးလားလို့ လုတ်ခိုင်းလိုက်ဒါတော့လက်ရကောင်းနေတဲ့စမ်းကြောင်းလိုနေရာမျိုးမှာတမီးရဲ့အတူငါကြည့်နေတယ်လို့မင်းဆိုင်ကိုငါပထန်းလေးရွတ်တယ်ပိတ်လေးရွတ်တယ်ငါရွတ်တဲ့အချိန်မှာမင်းဆိုင်မှာလူ20ကျော်လာစားနေတယ်ငါစောင့်နေတဲ့အချိန်မှာမင်းဆိုင်မှာလူ20စားတယ်ဆိုရင်တနေ့တနေ့မင်းကလူငါဘယ်လောက်ရှိလဲအော်တပည့်တော်ပွဲ100 120လောက်တော့ရောင်းနေဟာဒါရဲ့မင်းပွဲ100 120ဉူရီတဲ့ကိုမင်းအဲ့ဒီအကြီးကြီးတွေထည့်ရရောက်နေတယ်အဲ့တော့မင်းဒီလိုလုပ်ပါကွာအဖုံးလေးဆိုတော့လုတ်တယ်ကျေးဇူးတင်သွားတယ်အဲ့ဒီတိုင်မဲ့ ဦးထွန်းသိန်းဆိုတဲ့ဆိုင်ဆမ်းမလောက်ပါဟာကားသမားတွေလည်းဖြစ်သလိုရင်ကုန်တလောင်းလောင်းနဲ့ဒုက္ခပဲပြောရကောင်းမလားလူတွေကြည့်ရသေးတယ်တို့ကြောင့်အစင်မသိတော့ဓာတ်ထိုးလိုက်သေသွားမယ်လေအဲ့မှာဒကာကြီးရလို့ဆရာတော်ကိုကြည်ယူတာတဲ့ဗျာတော့လူအများကိုအဲကောင်းဖို့အတွက်မကောင်းဘူးဘာဖြစ်လဲဖရားတဲ့ခမရဗျာအဲ့ဒီခမရကြက်ကြောတွေဘာညာတွေခမရတို့ကားသမားတွေဗျာကားတွေသွားနေပြီးရောပုံးလေးနဲ့လုပ်ရင်ပေါ့အခုလုပ်တယ်သူဆရာတော်ပြောပြီးတဲ့ရောင်းနေနှုံးတာ တနေ့ကိုတသိမ်းမွေးရောင်းတာလေ၄၅သိမ်းမွေးရောင်းတာဖုံးကြီးကိုတကားဆရာဖြတ်သွားတယ်အဲ့လိုလည်းရှိပါတယ်ဒါကြောင့်မလို့အမနာဘာပြောတာမဟုတ်ပါဘူးအခုငပြရည်နဲ့နန်းနေဆိုလို့တဲ့ပုဂ္ဂိုလ်ကအဲ့ဒီခေါင်းထဲအမင်းလွန်ဆိုတော့ဒီ air pollution တွေခုတနေ့တိုင်းရှူနေရတယ်ဒါကြောင့်မလို့တဘာဝပတ်ဝန်းကျင်ညဉ့်ဉန်းမှုတွေကြောင့်အသက်ရှူမဝပဲနဲ့ထိကိတ်နန်းကျင်နေတာအိန္ဒိယနိုင်ငံမှာတန်း900ရှိပါတယ်တန်း900 sorry တရုတ်နိုင်ငံမှာတန်း900ဆိုလိုဒီမှာတရုတ်ပေါ့ဖော်ကြီး3ယောက်မှာတယောက်ကအဲ့ဒီဘေးသင့်နေတယ်ဆိုတော့အဲ့ဒီဘေးသင့်နေတော့မြန်မာနိုင်ငံရဲ့ဝင်းကျင်နှမ်းမှာရှိနေတဲ့အိန္ဒိယတန်း900တရုတ်နိုင်ငံတန်း900ဆိုရင်မင်းအဲ့ဒီတန်း900ရဲ့900မှာပလူးရှင်းနေရမင်းတို့ရှီကိုရောက်တော့မယ်ဆက်မင်းတို့ဗမာရှင်ကြီးအသက်ဝါဝရှူနေရတယ်ငါတို့ဘေးချင်းသွားတယ်အသက်မရှူနိုင်ဘူးတရုတ်နိုင်ငံမျိုးတော့ဘေးချင်းမှာလုံးဝအသက်ရှူလို့မရဘူး ခေါင်းအဖြေးနဲ့သူဖြစ်လာ။အော်တရုတ်တွေဘာလို့ယင်မော့တာခုမှသိတယ်။ခေါင်းတွေအသက်ရှူမော့လို့ယင်ခေါင်းမော့တာဟိုပေါက်ဖော်တွေယင်ခေါင်းမော့။တရုတ်တွေဘီဂျင်းမှာလမ်းလျှောက်တဲ့ခေါင်းတွေအမေဟာတရုတ်တွေကစတိုင်မိုက်လာရီလားကွာ။ငါတက်ငါတွေးဖို့တဲ့လန်ဒန်မြို့ဝသူတွေပဲယင်မော့ပြီးကြောက်ကော်ပြီးတော့ယင်မော့ပြီးလမ်းလျှောက်တာခေါင်းမော့ပြီးလမ်းလျှောက်တာတရုတ်တွေဘယ်အသက်ရှူလို့မော့လို့တရုတ်တွေက level level ကအလိုလိုဟိုနေကလောက် level လို့ဖြစ်သွားတယ်တရုတ်တွေ။ဘီဂျင်းကတရုတ်တွေအဲ့တဲ့အဲ့တဲ့တန်900။ဒါလူသုံးမှတူသည် ဆိုတရုတ်တနိုင်ငံတည်းတရုတ်တနိုင်ငံတည်းတနစ်တပေါင်းနဲ့၄တောင်တရုတ်တနိုင်ငံတည်းနဲ့သိတာပြည့်ကိုမလွတ်ရင်ပိတ်ထားပါ light pollution ဘီးဘုံကြီးတွေထောင်နေအဲ့ဒါတွေပြီးရင်ပြန်ရုပ်သိမ်းမှာအဲ့ဒါက visual pollution ဖြစ်ပါတယ်မြင်ကွင်းတွေ air pollution ဟုတ်ပြီနော် water pollution အဲ့အဆိုးဆုံးပဲရေတန့်တန့်တွေမတော့အောင်ဆိုလို့ဆိုရင်အခု target လို့နေရာမျိုးမှာဖုန်းလူနေထုထက်တယ်ဖုန်းတွေတားဖြစ်တယ်အဲ့ဒါတွေကို ပြည်သူတွေရောအစိုးရရောရှင်းရပါလိမ့်မယ်တနေ့ကိုကဘာလောကကြီးတဲ့ကိုအမိုက်တန်ကျင်ဘလို့မှထိမ့်သိမ့်လို့မရတဲ့အမိုက်တန်ကျင်တန်း400ထွက်ပါတနေ့ကို10နှစ်ပြည့်တဲ့ခါမှာတန်း400တော့အနည်း20ပြည့်တဲ့ခါမှာတန်း8000ကဘာမှာလူတန်း8000ရှိတာဖြစ်ရင်ရောလောင်လာမဲ့10နှစ်မှာလူတန်း8000ပြည့်ပါမယ်အဲ့ဒီကြံရင်လူတူးရင်းဒီအမိုက်တဒံပခုံးမှာထမ်းထားတယ်လို့ဖြစ်ပါလိမ့်မယ်ဒါကြောင့်မလို့အခုနိုင်ငံ130က ပညာရှင်တထေးအလုံး2500အရေးကြီးဆွေးနွေးပြီး အစိုးရတွေကိုပရက်ရှာပေးပါတော့မယ်။ဆက်စိတ်မကောင်းစရာတခုပြောတာဗာလဲဆိုတော့ကဘာပေါ်မှာတဲ့။တဘာဝပတ်ဝန်းကျင်တွေကိုမတိကျိုးကျွံပြုတဲ့အထက်မှာအစိုးဆုံးနိုင်ငံတွေထဲမှာတရုတ်ဘာမှပါပါတယ်ဟာသေရောဟာတရုတ်ပြည်တက်မြန်မာကအဲ့နာမှာကတ်တယ်ပါတယ်။တရုတ်ဗာလဲတရုတ်ဘင်္ဂလားဒေ့ရှ်အိန္ဒိယမြန်မာလေးနိုင်ငံပြတာဗမာကဩတခါကျတဲ့စဉ်းစားတယ်။ မြန်မာနိုင်ငံကအသက်ရှည်တာတွေဟာမတွေ့မနေ့ကအော်ပီဂျေပြောသွားလို့ဟာပညာတတ်တွေအားများတာမတွေ့ဘူးဆိုဘယ်ကလဲတရုတ်တွေတရုတ်တွေတန်းစင်ဘယ်နိုင်ငံကလဲမြန်တင်ရမြန်တင်ရဘာမှမသိဘူးမြန်မာ BUMA တူအော်မင်းတို့မင်းတို့မင်းတို့တရုတ်တွေငါတို့ရှေ့ပစ္စည်းတွေစားနေရလေတူမြန်မာမသိဘူးမြန်တင်ရမြန်တင်အော်မြန်တင်ရမြန်အဲ့သိတယ်မြန်တင်သိတယ်တရုတ်ကမြန်တင်မသိဘူးဘာမှလုံးမသိဘူးသိပါပြီဗျာချွေးပါရောင်တော်လိုင်းဖြစ်လိုက်တယ်တနေငါတကဘာလုံးသိသွားတယ် ဲ့ဒီကသိတယ်တဘာဝပတ်ဝန်းကျင်နဲ့ညဉ့်ဉန်းနဲ့သိတယ်အဲ့ဒီကသိတယ်အဲ့အဲ့ပြက်တာချက်ဟာလက်စားတဲ့ထဲမှာအောက်မှာတနိုင်ငံပဲရှိတယ်အဲ့သိတယ်အဲ့သိတယ်အဲ့လိုအဲ့လိုသိုးတဲ့စရင်ကြတော့အပေါ်တက်လာကောင်းတဲ့စရင်အောက်ရောက်သွားပြီးတော့ဒိုးတွေအဲ့တော့မလုပ်ရမှာလေဆိုရင်ကောင်းပြီအဲ့လိုလွတ်လပ်ပွင့်လင်းလာတဲ့အချိန်ခါမှာခုဆရာတို့ဒီလိုပြောလာပါကြီးတဘာဝပတ်ဝန်းကျင်နေနေလဲကို့ဖာသာကိုကို့ရေကို့မြေကို့လေအဲ့ဒါထိမ့်သိရမယ် ဆရာတော်မင်းကပြောကြတယ်အများကြီးရှိသွားတယ်။မြတ်စွာဘုရားရှင်ကိုရုံမြတ်ကတော့စတုံးနဲ့မဟာဗုဒ္ဓနဲ့ဆိုတော့မြေရဲ့ရေရဲ့လေရဲ့မိရဲ့ဒီဓာတ်ကြီးလေးပါကနေတိုင်းမင်းတို့ကိုကင့်နေတယ်တဲ့အာတိဝီသောမှာတုတ်တာအဲ့ဒီဓာတ်ကြီးလေးပါကိုမင်းတို့အကိုက်မခံနဲ့တဲ့ဒါကတရားဘာဝနာဒါဆိုရင်အာတိဝီသောပမတုတ်တန်တဲ့ထေရဝါဒဘိက္ခတရားအတိုင်းပြောရင်ထေရဝါဒကျမ်းဂန်များအတိုင်းပြောရင်အဲ့ဒီပထဝီလည်းမြေကလည်းမင်းတို့ကိုကိုက်တတ်တယ်အဲ့ဒီမြေဓာတ်ကိုလည်းမသိနိုင်ဘူးအာဘောကလည်းသိနိုင်တယ် ဝါရောတေသောအဲ့ဒီပထဝီအာဝပအတေဝါဆိုတဲ့ဓာတ်ကြီးလေးပါကမွေးလေးကောင်ပဲသူတို့ကိုမှန်မှန်ကျွေးနေမှတော့ကကြတယ်ဆိုတဲ့အာသီဝီသောပမသုတ်တံကိုတဘာဝပတ်ဝန်းကျင်ထဲကိုထည့်လိုက်ရင်တိတ်လှသွားပြီမြေတွေလည်းထိမ့်သိမ်းရမယ်ရေတွေလည်းထိမ့်သိမ်းရမယ်လေလည်းထိမ့်သိမ်းရမယ်မီးလည်းဟိတ္တိအပူလည်းထိမ့်သိမ်းရမယ်ဒါဆိုနားလေဒါလားဒါဘာကိုပြောလို့လဲဆိုတာကိုသိရတယ်အဲ့ဒီကိုနေသောကိုမြေကိုရီကိုလီကိုဒေတာကိုထိမ့်သိမ်းဖို့တာဝန်သိမ်း ပြည်သူတရလုံးမှာရှိတယ်ရှိတယ်နော်တရတရားကြီးမပြောနဲ့အကုန်တရလုံးမှာရှိတယ်အဲ့တော့အဲ့ဒီမြေကြီးလေးကိုပိုင်တဲ့မြေကိုပိုင်တဲ့ကြီးကိုပိုင်တဲ့လေးကိုထိမ့်သိမ့်တယ်